ဒီလာမယ်ဆက်တလပိုင်းမှာကြာလာရေးသားတွေအတွက်ကံကောင်းနေလားကံဆိုးနေလားနှစ်ခွန်းနဲ့မေးရင်ကောင်းအားက60လောက်ရှိတယ်တတိထားရမှာ40လောက်ရှိပါတယ်ဘာတွေကကောင်းနေတာလဲဘာတွေတတိထားရမလဲဆိုတော့အသေးစိတ်လေးကျွန်တော်ဖျက်ဖျက်ပေးမှာဖြစ်ပါတယ်ငွေရေးကြေးရေးဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကံကနော်အရင်ညက်နေတာမဟုတ်ဘူးကောင်းပါတယ်ကံနဲ့ပတ်သက်ပြီးတော့ငွေတွေဝင်လာနိုင်တယ်ပြီးတော့ကိုရစရာရှိတဲ့ငွေတွေ လုံးဝပြန်မရောက်တဲ့ငွေတွေချောက်ခဲရေပေါ်မဲ့ကာလာတခုဖြစ်ပါတယ်။ပြန်မရောက်တဲ့ငွေကြေးတွေကပြန်လည်ရရှိတတ်ပါလိမ့်ဒီတစ်ချက်တော့အရန်ကောင်းပါလေ။နည်းနည်းလေးသိထားရမှာကကို့မှာကောင်းတော့မိတ်ဆွေထက်နော်ကို့ကိုနော်စိတ်ဒုက္ခပေးမဲ့မိတ်ဆွေကို့ကိုဒုက္ခပေးမဲ့တကယ်ချင်းမိတ်ဆွေတွေရှိနေတယ်။ဒါကြောင့်လူယုံမထားတဲ့ပါဘူး။လူယုံထားမဲ့ဆိုရင်တော်တော်လေးသတိထားရမယ်ကာလာတခုမှာရှိပါတယ်။ နော်မိတ်ဆွေအကျိုးမပေးဘူးဆိုတဲ့ကာလမှာရှိတယ်။အားလုံးတော့မဟုတ်ဘူးနော်။တချို့နော်။တချို့အကျိုးမပေးပါဘူး။နောက်တစ်ချက်ဈေးထားရမှာကကိုယ့်ရဲ့မိသားစုထဲမှာနားလည်မှုတွေလွဲတာတွေအိမ်နွေးရေးပြဿနာတွေဖြစ်နေတာတွေ เนาะအိမ်နွေးရေးကြောင့်ကိုမတော့ကများနေတာတွေတော့ရင်ဆိုင်ရတတ်ပါလေเนาะအိမ်ချမ်းမြေနဲ့ပတ်သက်မယ်ဆိုရင်လည်းအခရုဆိုင်ပါခင်ဗျအိမ်ရောင်းမဲ့သူတွေအိမ်ဝယ်မဲ့သူတွေဒီလထဲမှာမလုပ်သေးတဲ့လာတလာဖြစ်ပါတယ်အထူးရေးကြည့်တာကစာချုပ်စာတမ်းနဲ့ပတ်သက်ကိစ္စတွေကအကျိုးမပေးတဲ့ကြောင့်မို့အိမ်ချမ်းမြေနဲ့ပတ်သက်မယ်ဆိုရင်အထူးကူးဆိုင်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်အချစ်ရေးနဲ့ပတ်သက်ပြီးတော့เนาะကျွန်တော်နေနဲ့အကြံပြုရမယ်ဆိုရင်မစွန့်စားသေးပါဘူးအချစ်နဲ့ပတ်သက်ပြီးတော့เนาะ စုတ်တရုပ်ပေါ်တည်လာမလုပ်သေးပါဘူးကိုယ့်ရဲ့ချစ်သူကကိုယ့်ကိုအဖြေလားတောင်းနေတာပဲဖြစ်ဖြစ်ပေါ့နော်ကိုကချစ်ကြိုက်နေတဲ့သူပဲဖြစ်ဖြစ်တေချာလေးစဉ်းစားပါနော်တေချာချာလေးနော်တုံးတတ်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ကိုကမျက်လုံးစုံမှိတ်ပြီးတော့နော်သူ့ကိုရွေးချယ်လိုက်မယ်ဆိုရင်အမားရင်းတွေဖြစ်တတ်ပါတယ်နော်ပြင်လို့များတဲ့ပြဿနာတွေနော်ရှင်းလို့များတဲ့ပြဿနာတွေရင်ဆိုင်ရတတ်ပါတယ်ဒါကြောင့်အချိန်နဲ့ပတ်သက်မယ်ဆိုရင်နော်တေးတေးချာချာလေးစဉ်းစားတတ်ဖို့အရန်ရည်ကြည်ပါတယ်ခင်ဗျာ ဒီကာလမှာနော်ကိုကအလောက်ထဲမှာတော့၎င်းမိသားစုထဲမှာတော့၎င်းကိုကဘလောက်ပဲလူတွေပေါ်မှာမြေတာထထစေနာထထကိုရဲ့စေနာမြေတာကိုနားမလဲတဲ့သူတွေကများနေတတ်ပါရဲ့ကိုဘလောက်ပဲကောင်းအောင်လုပ်ပေးလုပ်ပေးတစ်ချိန်တစ်ခါလောက်ကိုကမကောင်းမိတာနဲ့နော်တတ်တ်လို့မကောင်းတဲ့ပုံစံနဲ့ကိုဆက်ဆံလာတတ်ပါရဲ့ကျောင်းနေနဲ့အကြံပြုရမယ်ဆိုရင်ကိုကမှန်အောင်ပဲနေပါကောင်းအောင်ပဲနေပါကိုကမှန်ပါလျက်ကောင်းပါလျက်နဲ့ကိုကိုလာပြီးတိုက်ခိုက်နေတဲ့သူတွေရှိတယ်ဆိုရင်ဘ누구ကမှဂယုမဆိုင်ပါနဲ့ ကိုကမှန်မှုပဲရေးကြည့်ပါတယ်ခင်ဗျာအိမ်တော်ရင်းနဲ့ပတ်သက်တော့ရန်ကောင်းတဲ့နမိတ်တခုမှရှိပါတယ်အိမ်တော်ရေးစမပြေတဲ့သူတွေအိမ်တော်ရေးကြောင့်တောကများနေတဲ့သူတွေတယောက်တနေရာစီကွဲကွာနေတဲ့သူတွေရှိတယ်ဆိုရင်တေးကြပေါ့ဒီဆက်တလပိုင်းမှာပြန်ပေါင်းတာတွေပြန်ပြီးတော့စုံစည်းရတာတွေပြန်ပြီးတော့အဆင်ပြေတာတွေတော့ကြုံတွေ့နိုင်ပါတယ် အဆင်မပြေတဲ့သူတွေရှိတယ်။မမြအဆင်ပြေခြင်းနဲ့ဆိုရင်တော့ဘေးနောက်မှာကျွန်တော်ရေတရာလေးပေးမယ်။ဒီရေတရာလောက်လိုက်ခြင်းအပြင်တေချာပေါင်းအိမ်တော်ကြီးကံတွေပြန်လဲကောင်းမွန်လာမှာဖြစ်ပါတယ်။ကျမကြီးနဲ့ပတ်သက်တဲ့ကောင်းပါတယ်။အတိကဒီထားရမှာကစိတ်နဲ့ပတ်သက်ပြီးတော့နော်ကိုယ့်ရဲ့စိတ်နဲ့ပတ်သက်ပြီးတော့ကျမကြီးညှန့်သက်ပါတယ်။စိတ်ထောင်းကိုကြီးဆိုတဲ့စကားလည်းရှိတာ ਉਹ ။ဒါကြောင့်စိတ်ကိုအညစ်မခံပါနဲ့။ပျော်နေပါစိတ်ချမ်းသာနေပါကိုကပျော်စင်စရာတွေကိုပဲတွေးပါလို့ပဲကျွန်တော်အကြံပြုချင်ပါတယ်။ အားရင်အားတယ်လို့မျိုးလေးတချင်းအေးလေးနားထောင်တာမျိုးနော်စိတ်ပျော်စွင်စရာလေးတွေလှုပ်ဆောင်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်စိတ်ညစ်မခံပါနဲ့နော်ဘာသာတရားနဲ့ပတ်သက်တော့ရန်အားကောင်းပါတယ်ဘာသာတရားနဲ့ပတ်သက်ပြီးတော့အထိတ်တန်ဝင်တာတွေအထိတ်တန်ပြီးစိတ်ဓာတ်တွေလုပ်မယ်ဆိုရင်အောင်မြင်တာမျိုးတွေဖြစ်နိုင်ပါတယ်ကိုယ့်ရဲ့ဘာသာလိုက်လေးဘာသာတရားတွေဖိလုပ်ပေးပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာကြာတာပြေးသားမီဖိဖိမိမိနေနေကိုကသားလေးတွေမွေးထားတဲ့ဆိုရင်ထူးထူးဆိုင်ပါသားချိုးမပေးပါဘူး တားကြောင်ကိုမတော့ကများတာတွေစိတ်ညစ်စရာတွေရင်ဆိုင်ရတတ်ပါတယ်ဒါကြောင့်တားအကျိုးမပေးတော့ကြောင့်မို့တားနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးညံ့နေပါတယ်တမီးကျိုးတော့ကောင်းတယ်နော်တမီးနဲ့ပတ်သက်ပြီးတော့ကိုကအဆင်ပြေမှုတွေအောင်မြင်မှုတွေနော်ရမှာဖြစ်ပါတယ်အောင်မြင်မှုဆိုတာကိုယ့်ရဲ့တမီးကကိုအကျိုးပေးတယ်ပေါ့နော်ကိုဖြစ်ချင်တဲ့ဆန္ဒတွေနော်ပြင်းပြောက်တော့တာမျိုးမိဘကိုစိတ်ချမ်းသာအောင်ထားတာမျိုးတွေကြုံတွေ့နိုင်ပါတယ်တားမီကန်နဲ့ပတ်သက်မယ်ဆိုရင်တားကျိုးကခံစား권မရှိဘူးဆိုပေမဲ့တမီးကျိုးကတော့ခံစား권ရှိနေပါတယ် အလုတ်ကန်နဲ့ပတ်သက်ရင်တော့ရန်ကောင်းပါတယ်အလုတ်တစ်စတင်ချင်တာလားအလုတ်တစ်တိုးချဲ့ချင်တာလားအလုတ်ပြောင်းချင်တာလားဆွေးချင်တာလားအလုတ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုလုပ်မစိုးအရန်ကျူပေးပါတယ်အရန်ကျူပေးတာကကိုပိုင်လုတ်နဲ့ပတ်သက်ပြီးတော့အရန်ကျူပေးပါတယ်ကိုပိုင်လုတ်တွေစတင်ပြီးတော့လုတ်ကန်မဲ့ဆိုရင်ဒီဆက်တလပိုင်းမှာတေချာပေါင်းအောင်မြင်မှုတွေတွေရရှိမှာဖြစ်ပါတယ်ဒုတိယတစ်ချက်ကောင်းနေတာကကံနဲ့ပတ်သက်ပြီးတော့ရန်ကောင်းပါတယ်ကံနဲ့ပတ်သက်ပြီးတော့ငွေတွေဝင်လာနိုင်တယ်ဒါကြောင့်ကံစမ်းခြင်းတယ်ဆိုရင်တော့6ပါးရဲ့နံပါတ်တွေကအရန်ကျူပေးပါတယ် 6ပါတဲ့နံပါတ်တွေကိုစတင်ကြည့်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်။ဒုတိယတစ်ချက်ကံကောင်းနေတဲ့အရောင်ကအဝါရောင်နဲ့အနီရောင်ဖြစ်ပါတယ်။အရေးကြီးတဲ့ကိစ္စတွေပြောဆိုတာပဲဖြစ်ဖြစ်အရေးကြီးတဲ့ကိစ္စတွေကိုလောက်ကင်မယ်ဆိုရင်ကျွန်တော်ပြောတဲ့အကြောင်းလေးတွေကိုဝတ်ဆင်ပြီးနော်အဆောင်တွေဆောင်ပြီးတော့လှုပ်ဆောင်ပါလို့အကြံပြုချင်ပါတယ်ခင်ဗျာအရန်ကောင်းပါတယ်။အတူချုံလေးကျွန်တော်ပြန်ပြီးတော့ပြောပြပါမယ်ငွေကြေးဥစ္စာပြည်စီနယ်ပတ်သက်ကံကတချို့ကောင်းပါတယ်မိတ်ဆွေကန်နဲ့ပတ်သက်နေတဲ့ယူဆိုင်မိသားစုရင်းနဲ့ပတ်သက်ရင်တော့နားလည်မှုတွေလွဲပြီးတော့အိမ်ွင့်ပြန်တာတွေရင်ဆိုင်ရတတ်ပါတယ် အခြေအနေပတ်သက်ပြီးတော့တိတိကျကျလေးစဉ်းစားပြီးတော့ဆုံးဖြတ်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်နော်လူမှုရေးနဲ့ပတ်သက်ရင်နော်ဂယုဆိုင်ပါကိုကဘလောက်ပဲကောင်းအောင်လုပ်လို့ကိုကိုနော်အကောင်းမမြင်တာတွေအကောင်းမပြောတာတွေခံရတတ်ပါတယ်အိမ်တော်ရေးနဲ့ပတ်သက်တော့အရန်ကန်ကောင်းနေပါတယ်အိမ်တော်ရေးပတ်သက်အဆင်မပြေတဲ့သူတွေရှိရင်တေချာပါအဆင်ပြေသွားမယ်ဆိုတဲ့လှတလမှာရှိပါတယ်ကျမရင်းနဲ့ပတ်သက်မယ်ဆိုရင်စိတ်နဲ့ပတ်သက်တော့သူပြဆိုင်ပါစိတ်နဲ့ပတ်သက်ပြီးတော့နော်စိတ်ထောင်းကိုကြည့်တယ်လို့မျိုးနော်ကိုယ့်ရဲ့ကျမရင်းတွေကညှက်လာနိုင်တဲ့တောင်စိတ်ကိုပြောင်းနေပါလို့ပဲကျွန်တော်ကကြံပြချင်ပါတယ်ခင်ဗျာ ဘာသာတရားနဲ့ပတ်သက်တော့ရန်အားကောင်းပါလေတာမီကန်နဲ့ပတ်သက်မယ်ဆိုရင်တာချိုးကခံစား권မရှိဘူးဆိုပေမဲ့တမီချိုးကခံစား권ရှိပါတယ်အလောက်ကန်နဲ့ပတ်သက်မယ်ဆိုရင်ဘလို့လောက်ပဲလှုပ်လို့အချင်းကြီးတာမျိုးတွေအောင်မြင်တာမျိုးတွေတော့ကြုံတွေ့နိုင်ပါတယ်အလောက်ကန်နဲ့ပတ်သက်ရင်လည်းရန်အားကောင်းနေပါတယ်နောက်တစ်ချက်ကောင်းနေတာကနော်ကန်နဲ့ပတ်သက်ပြီးတော့ငွေလေဝင်လာနိုင်တယ်ဒါကြောင့်ကန်နဲ့ပတ်သက်ပြီးတော့ကန်ဆန်းကြည့်ပါလို့ပဲကျော်ကအကြံပြုချင်ပါတယ်အထူးသဖြင့်ထားရမှာကနော်ခီဝေးသွားတာတွေခီးထွက်တာတွေကူးဆိုင်ပါတိတ်အကျိုးမပေးတဲ့ကာလမှာရှိပါတယ် ကဲဒါဆိုရင်ကျွန်တော်ရေတရားလေးပြမယ်ရေတရားကိုကျွန်တော်တို့တူလက်လုပ်ကြမယ်ခင်ဗျာလုပ်ရမယ်ရေတရားကမခက်ပါဘူးလွယ်ကူပါတယ်ကြာတာပြေးနေမနက်9:40နဲ့9မိနစ်မှာလုပ်ရမှာဖြစ်ပါတယ်လွယ်ကူပါတယ်ချိန်ရမယ်ရေတရားကနှစ်မျိုးဖြစ်ပါတယ်ဒီရေတရားကိုခြေလိုက်ခြင်းအားဖြင့်ဒီ7လပိုင်းမှာကြာတာပြေးသားမိတွေအချစ်ရေးအိမ်တော်ရေးစီးပွားရေးငွေကြေးလောက်ကန်ပညာရေးကစဆဆရာအဆင်ပြေအောင်မြင်မှာဖြစ်ပါတယ်ရေတရားကနံပါတ်1တစ်ချက်နေနဲ့ တပြေပန်း20နဲ့တစ်ခတ်ကိုနီးစက်ရဖျားဒါမှမဟုတ်အိမ်ရဖျားမှာလူတန်းပေးပါခြေရမဲ့ချိန်ကကြာပေးနေမနက်9:45နာရီကိုခြေလို့စီမပြေရင်ကိုရဲ့အိမ်မှာရှိတဲ့လူကြီးတွေကိုခြေခိုင်းလို့ရပါတယ်ဒုတိယတစ်ချက်ကတနင်္လာနေ့နဲ့ပတ်သက်တဲ့လိပ်စံလေးတွေကိုအစာလေးကျွေးပြီးတော့လူတန်းရမှာဖြစ်ပါတယ်ဥမာကြောင်လေးခွေးလေးညက်တွေကိုကျွေးမွေးလူတန်းလို့ရပါတယ်တို့ကြမ်းကြမ်းတက်တဲ့အစာအစာလေးတွေကိုနော်ကျွေးမွေးပြီးတော့လူတန်းပေးပါဒီရတရားနှစ်ခုကိုခြေချင်းအားဖြင့် ဒီဆက်တလပိုင်းမှာဂျာဟာရာရီတာမီတွေခဏဝန်ကြော်ပြောတဲ့အချက်တွေနဲ့ပြည့်စုံပြီးတော့နော်စီးပွားရေးတွေအိမ်ဆောင်ရေးတွေစစရာအဆင်ပြေသွားမှာဖြစ်ပါတယ်ကိုရီယွန်ကြီးနဲ့လုပ်ဖို့လည်းအရန်ရည်ကြီးပါတယ်ခင်ဗျာဗီဒီယိုလေးအဆုံးတက်ခင်မှာကျွန်တော်အကူအညီလေးတစ်ခုတောင်းချင်ပါတယ်ဒီဗီဒီယိုမျက်နှာနဲ့ like share follower နိုင်ဖို့မမေ့ပါနဲ့ခင်ဗျာကိုလိုမျိုးပဲဂျာရီတာမီတွေအခက်ခဲတွေအကျက်တွေ ရင်ဆိုင်နေရတယ်ဆိုရင်ကျွန်တော်အခုပေးတဲ့ရေတရားကိုသူကခြေပြီးတော့အစင်ကြီးသွားမယ်ဆိုရင်မိတ်ဆွေနဲ့ကျွန်တော်ကထပ်လူကုလို့ရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီဗီဒီယိုကို share ဖို့လုံးဝလုံးဝမေးပါနဲ့ခင်ဗျာ။ကြောက်ရဲ့ဗီဒီယိုကိုအစကနေဆုံးလိုက်ကြည့်ပေးတယ်ကြောက်မိတ်ဆွေတယောက်ချင်းစီကိုကျွန်တော် ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်မဆွေတွေနှစ်အစနှစ်ဆုံးကောင်းတော်နမိတ်ကောင်းတော်သိကောင်းတော်ငွေကြေးနဲ့ပြည့်စုံပြီးပျော်စွင်သောမိတောင်စုဘွားပျော်စွင်သောချစ်တူဘွားနဲ့ပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းမိပါတယ်ဒီဆက်လပိုင်းမှာလက်လက်ပတ်တွေဆွေပြီးတော့ငွေတွေဝင်ကြပါစေခင်ဗျာနောက်နေ့မှပြန်လည်ဆုံတွေ့ကြပါမယ်နားမလည်တဲ့သူတွေမစင်းတဲ့သူတွေရှိတယ်ဆိုရင်လည်းကွန်မန့်မှာချက်လောက်မှတ်လာခဲ့ပေးပါကျွန်တော်အားရင်အားလိုမျိုးလေးပြန်ပြီးတော့ဖြေပေးမယ်ကိုတိချင်တဲ့အကြောင်းအရာလေးတွေလည်းမှတ်လာလို့ကြပါတယ်ဗီဒီယိုလေးလှုပ်ပြီးတော့ကျွန်တော်ပြန်တင်ပေးမှာဖြစ်ပါတယ် နောက်နေ့မှပြန်လည်ဆက်တွေ့ကြပါမယ်ဆွေလန်းချနေကြပါစေခင်ဗျာ